ဆရာကြီးကိုလူသိနေပညာရေးလောကနဲ့ပညာရေးလောကဆိုတာကျွန်တော်တို့ဒီအတက်မိုးဝဲမြောက်ပညာရေးလောကပြောတာမဟုတ်ဘူးเนาะတကယ်နိုင်ငံအတွက်လိုအပ်တဲ့ပညာရေးဆရာကြီးကိုသိနေတာတကယ်တောက်ကြတယ်ဒါကြောင့်မို့လို့ဆရာကြီးကိုဒီဘာသာရေးနဲ့ပတ်သက်မြန်မာသာသာသနာပြုဒီလောက်အထိဆရာကြီးဦးတည်ဖို့တော့တင်စားကြပါတယ်တကယ်လည်းမှန်ပါ ။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အသွေးသားထဲမှာလည်းပညာသူတို့ရဲ့နှုတ်ဖျားမှာလည်းပညာသူတို့အဲပြုမှုဆောင်ရွက်မှုတွေမှာလည်းပညာအပြုံးထဲမှာလည်းပညာပညာတွေကြီးပဲသူတို့ကကျွန်တော်တို့ကို ပေးနိုင်တယ်ပေါ့နော်ပေးနိုင်တဲ့အတွက်ကြောင့်သူတို့ရှောက်ခဲ့တဲ့လမ်းတစ်ခုပါနမနိုင်ငံအတွက်ကောနိုင်ငံသူနိုင်ငံသားအတွက်ကောကြံခဲ့တဲ့စာအုပ်စာတွေနေရာအစားနောက်အတွက်အမူအများကြီးဖြစ်ပါဆိုင်ရဲတဲ့မြန်မာသားတိကာဆိုတာကြီးကဒါတိတ်ပြီးတော့ပြတာလားအဲ့လိုစာပေါင်းပြောနေတာရှိတယ် ြော့ဒီမှာ MS Mail Remover နန်ဆိုးများကိုဖယ်ရှားဖို့ MN ကိုသာဆောင်းထားစို့ကျွန်တော်နာမည်ကကုတန့်စင်လို့ပြောပါတယ်မြန်မာသားတင်တော့ခန်းကောပေါင်းနေမြန်မာသားဆိုတာဆရာညိုဆရာကြီးတို့ကတော့မောင်တန့်စင်မောင်တန့်စင် အဲ့ဒါကျွန်တော်ကတကယ်ကမြန်မာစာကိုဆရာကြီးရဲ့ပြောကြားမှုတွေနဲ့ဆရာကြီးပေါ်မှာချိမဲ့နေစိတ်နဲ့ကျွန်တော်မြန်မာစာကိုတခိုးတင်အဲ့လိုတင်ခဲ့တာတင်ခဲ့တာဆရာကြီးနဲ့တွေ့တာတော့ပြန်ပြီးတော့ဆရာကြီးကျွန်တော် ပြန်တွေ့တာတော့နှစ်နှစ်သုံးနှစ်ပဲရှိပါတယ်ဈာကာလမှာတော့စိတ်တဲရပဲနေနေပြတာကျွန်တော်ဆရာကြီးနဲ့ကျွန်တော်နဲ့ဂျုံတာက ပေါင်းပိုးရ98ခုတော့ကွက်98ခုနဲ့မှာဂျုံမုံဂျုံလေးကကျွန်တော်တို့လစ်လမ်းမှာဆက်အရာဥဝေဆိုတဲ့စာတင်ခန်းမှာဖြွင့်လာအဲ့ဒီဥဝေစာတင်ခန်းမှာမြန်မာသားတူတန့်ပြန်ကျွန်တော်မြန်မာသားဦးအမေနဲ့နှစ်သက်နှစ်သက်တော့ကျွန်တော်10တန်းကျောင်းသားပေါ့10တန်းကျောင်းသားပေါ့မှာတန်ငယ်ချင်းတွေရှိပြီးတော့သွားပြီးတော့ကြည့်ရ နိုင်ငံရဲပေါ့နိုင်ငံစီးပြီးတော့တွတ်တက်ကြတက်ကြတော့ဆရာကြီးကကျွန်တော်တို့ကိုတင်ပေးတဲ့ចောင်းသားတွေကတော့အများကြီးပဲအများကြီးကြားထဲမှာတင်ပေးတာကျွန်တော်တို့နားထဲကိုပောက်တယ်ကျွန်တော်တို့နှလုံးသားထဲကိုရောက်တယ်စကလုံးဝေါ်ရတာကအစား ူတင်သေးတာကဘလို့ခေါ်မလဲဒီစာမေးဝအောင်ကိုတင်ပေးလိုက်တာမဟုတ်ဘူးကွာစာမေးဝအောင်ကိုတင်မြမသားကိုတကယ်ချစ်တဲ့အောင်တင်ပေးလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကောင်းတဲ့မျိုးစုကြီးပေါ့မြမကလည်းပတ်သက်တဲ့ကောင်းတဲ့မျိုးစုကြီးဆရာကြီးကအများကြီးနဲ့ရတယ်။နောက်ဆရာကြီးနဲ့ပတ်သက်ဆက်နွယ်ပြီးတော့ဆရာကြီးတင်ဝင်းရှင်တို့နောက်ဆရာကြီးကျွန်တော်စာဂီတဦးသိန်းတို့ဆရာဦးမျိုးအောင်တို့လည်းကျွန်တော်တို့ကတင်ကြားခွင့်ရတယ်။တင်ကြားခွင့်ရတော့ လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်ပေါ့ကျွန်တော်အသက်အခု63နှစ်ဆိုတော့ကျွန်တော်16နှစ်သား19နှစ်သား40ကျော်လောက်ကဆရာကြီးတို့တင်ပေးတဲ့စာတွေကျွန်တော်တို့ကညံနိုးလို့လည်းပါတယ်ဆရာကြီးတို့ရဲ့တင်ကြားမှုအလွန်ကောင်းတာလည်းပါယနေ့တက်တိုင်းကျွန်တော်စိတ်ထဲမှာဆွဲတော့ဆွဲတော့သူတို့ရဲ့တင်ကြားပေးတဲ့ shortcut လေးတွေဒီနာလေးတွေကိုကျွန်တော်တို့ယနေ့တက်တိုင်းသုံးပြီးတော့ဒေါ်လာနောင်သားကိုကျွန်တော်တို့ ပြန်ပြီးဖြန့်ဝေပြီးနေတယ်အမတ်တရားဖြစ်စရာရောအများကြီးဆရာကြီးကိုလူလူသိမ့်တဲ့ပညာရေးလောကနဲ့ဒီပညာရေးလောကဆိုတာကျွန်တော်တို့ဒီအတ္တဘဝကြောင့်ပညာရေးလောကပြောတာမဟုတ်ဘူးပေါ့နော်တကယ်နိုင်ငံအတွက်လိုအပ်တဲ့ပညာရေးမှာဆရာကြီးကိုသိမ့်တယ်တကယ်တောက်တိုင်ကြီးပါဒါကြောင့်မို့လို့ဆရာကြီးကိုဒီဘာသာရေးနဲ့ပတ်သက်မြန်မာသာသာသနာပြုဒီလောက်ကြီးဆရာကြီးဦးတည်ဖို့တော့တင်စားကြပါတယ်တကယ်လည်းမှန်ပါ ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အသွေးသားထဲမှာလည်းပြင်ညာသူတို့ရဲ့နှုတ်ဖျားမှာလည်းပြင်ညာသူတို့အဲပြုံမှုဆောင်ရွက်မှုတွေမှာလည်းပြင်ညာအပြုံးထဲမှာလည်းပြင်ညာပြင်ညာတွေကြီးပဲသူတို့ကကျွန်တော်တို့ကိုပေးနိုင်တယ်ပေါ့နော်ပေးနိုင်တဲ့အတွက်ကြောင့်မို့သူတို့ရှောက်ခဲ့တဲ့လမ်းတစ်ခုပါမြန်မာနိုင်ငံအတွက်ကောနိုင်ငံသူနိုင်ငံသားအတွက်ကောကြံခဲ့တဲ့စာအုပ်စာတဲ့နေရာအစနောက်အတွက်အမှုအများကြီးဖြစ်ပါဆရာကြီးရဲ့မြန်မာသားတိကာဆိုတာကြီးက ဒါတိတ်ပြီးတော့မေတ္တာရအဲ့လိုစာပေါင်းပြောရည်ရည်ရှိဆိုင်နဲ့ပတ်သက်တဲ့အပ္ပတ္တိယအဖြစ်တရားတော့အများကြီးပါအများကြီးပဲအထူးအထူးသဖြင့်ကတော့ကျွန်တော်နေတိုင်းတော့တပည့်တယောက်အနေနဲ့နောင်လာရတာကဆရာကြီးနားဟိုမိမိလည်းကျွန်တော်လည်းတာကိတာသားပါဆရာကြီးဒီမှာရောက်နေမှတည့်ရတာနဲ့ဆရာကြီးကိုဂါရဝပြုဖို့ကျွန်တော်ကမဝင်ရဲဘူးဖြစ်နေဆရာကြီးရဲ့နာမည်နဲ့ဆရာကြီးရဲ့ဂုဏ်အရှင်ရောက်မဝင်ရဲဘူးတော့ကျွန်တော်ရဲ့ ဟိုအတွေ့အကြုံအားလဲချက်လဲပါမှာပေါ့နော်မပြည့်စုံတဲ့အားလဲချက်လဲပါရတာဆရာကြီးအဲဆရာကြီးရောက်တဲ့အချိန်မှာဆရာကြီးကချက်ချင်းပဲအားရဝန်တာကျွန်တော်ဘွစ်လမ်းမှာဆရာတော်တွေ့တဲ့ခါချက်ချင်းပဲဝမ်းရအားရဝန်တာဖွေဖက်ပြီးတော့နှုတ်ဆက်ပြီးတော့ကျွန်တော်ကြောတဲ့အချိန်မှာကျွန်တော်လဲမျက်ရည်ကျဆရာကြီးငယ်ငယ်တုန်းကတင်ပြတဲ့ဒီကျွန်တော်တို့၁၀တန်းတော့မဟုတ်၁၀တန်းမဟုတ်ကျွန်တော်တို့၁၀တန်းတော့ ရွှေမြင်ကိစ္စစစ်ကာလဒဇင်တပေါင်းတောင်သူဆောင်စံချောင်းဌာနီလေကောက်ဆိုင်တရေမြင်ကိုက်တင်းသေးသွားအဲကျွန်တော်တို့အခုဆရာတို့အဲ့ဒီလိုတင်တယ်ဆရာကြီးကကျွန်တော်တို့တင်ပေးလိုက်တာရှေခေလက်ဖက်တက်လူပေးတာမီတာအလှရဲ့အဲ့ဒါဒီကျွန်တော်ပြန်ရုပ်ပြတော့ဆရာကြီးကလည်းအရန်ဝမ်းတာနော်အဲ့လိုပဲရေချောင်းသွားလာယွမ်နာဝါတို့ဘာလို့တကယ်တုဒ္ဒစာပေကြီးတွေကိုဆရာကြီးတို့ကျွန်တော်တို့တင်ပေးလိုက်တာပေါ့နော်ရှေမြမာရီအားပင်လေရေချောင်းခကြီးသွားရမှာ လေမြောက်ကိုရွက်လွင်တာဆိုအဲ့ဒါဒီကိုကျွန်တော်ရွတ်ပြနေချိန်မှာဆရာကြီးကကျွန်တော်ကိုဖွေးဖက်ပြီးတော့ကိုရင်းဖြစ်တာကျွန်တော်အရန်ပဲစို့နေပါလို့အဲ့ချိန်မှာတကယ်ကွဲကွာနေတဲ့ဖခင်တယောက်ကိုပြန်တွေ့ရတဲ့ပုံစံမျိုးဒီအမှတ်တရဖြစ်ခဲ့ရပါတယ်ဆရာကြီးအတွက်ကျတော့ကျွန်တော်တို့အတွက်ကတော့အလွန်ကိုရှားပါပိုးတန်ပြီးတော့နော် တကယ်ကူမြမသားနဲ့ပတ်သက်ပြီးမြမသားရဲ့အနစ်တာရဒီအပြုံဘဝနဲ့ပတ်သက်တဲ့ဆူဆုံးမှရဆရာကြီးတို့ပညာပေးတဲ့နေရာမှာစာနဲ့အတူတကွသူတို့ကဘဝအတွက်လိုအပ်တာဟုတ်ပါတခါရဲ့ဆူဆုံးမှလိုက်တာဟုတ်ဆူဆုံးမှလိုက်တဲ့အတွက်ကြောင့်မူလို့ကျွန်တော်တို့ကဆရာကြီးတို့ကစာစာရေးဖို့အတွက်ပုံကျမ်းလေးတွေပေးလိုက်တယ်ဆိုတဲ့အခါမှာလူတယောက်ရဲ့တန်ဖိုးအထိသူကထည့်ပြီးတော့ပြောပြသွားပြောပြသွားတဲ့အတွက်တော့တကယ်ဟိုယူတတ်တဲ့ကျောင်းသားကျောင်းသူတပည့်တွေအတွက်ကတော့ဆရာကြီးတို့ကတကယ် ရှာရပါပါပါဒါကြောင့်မလို့ဆရာကြီးတို့လူအသက်အရင်ရှေ့ပြီးကျန်းကျန်းမာမာအများနဲ့ဖြစ်နေဘူးလေကျွန်တော်တို့လည်းဆူတောင်းပါတယ်နော်